ဟင်လာပါသူကတော့ချောရုံးနှစ်အောင်လုံးမန်လေးရောက်နေတာဖြစ်ပါတယ်ချောရုံးကလမ်း60တရား၈တရားကိုကြားကကော်ဖီဆိုင်ကြီးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဆိုင်ကတော့တူတူလိုက်ခဲ့လိုက်နော်ဟုတ်ဆိုင်လေးကတော့စစချင်းဝင်ချင်းမာရင်ကို photo spot လေးတနေရာရပြီဒါကတော့ coffee vintage တူပဲဖြစ်ပါတယ်နံပါတ်1ဆိုင်လေးကိုတော့ချော main နားမှာဒီဆိုင်တစ်ခါတင်ခဲ့ပေးပူရဲပေါ့နော်ဒီဆိုင်လေးကကြတော့ပရမဆိုင်ချက်ကို၃ဆလောက်ပူချေပါတယ် ီ coffee vintage 2မှာကြတော့ဝမ်းထပ်ပါတွေပါသွားလဲဆိုရင်ခန်းနေပူကျဲတယ်စိုင်တွေကရမ်းကျဲကျဲဝန်းနဲ့တော်တော်များလာပြီးတော့အေးစစ်စစ်ထိုင်လို့ရတယ်တိတိဆိတ်ဆိတ်နဲ့နေကျင်တဲ့သူတွေအတွက်အားလုံးအသင့်တော်တယ်အဲဓာတ်ပုံရိုက်လို့ရမ်းကောင်းတယ်တချို့အဲ့လိုပေါ့အလားဓာတ်ပုံရိုက်ချင်တဲ့သူတွေပါလို့ဒီ vintage ပုံစံမျိုးတွေဟိုအရင်ခက်ကပုံစံမျိုးလေးတွေရိုက်ကြမယ်ပါညာဆိုလို့ရှိရင်လေဒီနေရာကအသင့်တော်ဒီခန်းလေးကတော်တော်မိုက်တယ်ဒီဆိုင်ကိုရောက်တော့ကျွန်တော်ဒီအခန်းလေးထိုင်ကြည့်ရတဲ့အချိန်မှာဘာခံစားချက်ရလဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းက 1994 95အဲ2000မရောက်ခင်ပတ်ချလေးလောက်မှာရှိခဲ့တဲ့အငွေ့တက်လေးတွေပြန်ရတယ်။အပေါ်ပန်ကာတွေပြီးတော့ဒီမှာသုံးထားတဲ့ခုံလေးတွေအစားเนาะငွေတော့အကြောင်းလေးပြန်သတိရ။ Okay နောက်တစ်ခါသွားကြည့်အောင်။အဲ့ရနေပြီးတော့ထပ်ဝင်သွားလို့ရှိရင်ဒီမှာအခန်းတစ်ခန်းရှိတယ်။ဒါကတော့ air con ကန်းပေါ့နော်။ air con ကန်းကလည်းအေးစိတ်နေရပဲ။အဲဒီမှာမန္တလေးကအပြင်မှာဟိုရာသီဥတုပူတယ်ဆိုလို့ရှိရင်တကယ်ချင်းနေ AC ထိုင်ပြီးတော့စကားပြောလို့ရမယ်။အတွဲလေးဆိုလို့ရှိရင် AC ချေးလို့ရမယ့်နေရာလေးပေါ့နော်။ဒါမှ ီ vintage ကိုကျွန်တော်လည်းအခုမှမန္တလေးရောက်တဲ့အချိန်မှာရောက်တော့ဒီရောက်တော့ဘာခံစားချက်ဖြစ်လဲဆိုတော့ယောက်ျားလေးကတော့မှ ID location တွေကြည့်ပြီးတော့ဓာတ်ပုံရချင်စိဖြစ်တယ်ရချင်စိဖြစ်တယ်ပေါ့နော်ကျွန်တော်မိုက်တယ် coffee လည်းကောင်းတော့ပါဒီဗီဒီယိုဗီဒီယိုတွေဟိုဟာတွေကက်ဆက်တွေဒါဒါဒါတွေဆိုကျွန်တော်တို့ကျွန်တော်တို့တော့မမြင်ဘူးတဲ့ဟာတွေဒီဒီကက်ဆက်တွေပါတွေတော့သိလိုက်တယ်

အေးလုံးလုံးနားလေးမှာခိုင်ပြီးလဲရိုက်လို့ရတယ်ဖိုတိုစပော့တွေကနေရာတိုင်းမှာဦးရှိရဘမ်ပါစိုက်တက်มาရရင်ဆောင်းကတော်တော်စိုက်တယ်ဆိုတာနေရာတိုင်းကပုံရိုက်လို့ကောင်းတယ်ဒီမှာဆိုအကျယ်ကြီးပဲပို့ပြီးတော့အဆင်ပြေသွားပြီပြီးတော့နေရာအရန်အခက်ခဲဖြစ်တဲ့လူတွေအတွက်လည်းနေရာအများကြီးပဲအများကြီးမှာမှာဓာတ်ပုံပြပို့နေရာလည်းအများကြီးရှိရမို့လို့လာခဲ့ကိုဖိတ်ခေါ်ပါတယ်အခုတော့ကျတို့ကဟုံးမာပြီပေါ့နော်ဘလို့စေရော ဆွန်ကော်ပြန့်လေးရပါပြီဒါကတော့ဒီမှာစားလို့ကောင်းဆုံးပြဆွန်ကော်ပြန့်ဖြစ်ပါတယ်ပြင်စားကြည့်အောင်ပြီးတော့အဓိကပြောချင်တာတစ်ခုရှိတယ်မန္တလေးမှာအရင်အေးနေပြီနှင်းနေတော့ကြာနေပြီချမ်းချမ်းနေပြီကုတ်တရားဝင်နေရချမ်းလို့ကျွန်တော်မျက်မှန်တတ်ထားတာလောလောဆယ်ခုတော့ရအောင်ဟုတ်တယ်တော့ချမ်းလို့မျက်မှန်တတ်တာဒီမှာအဲဝန်ငန်း၃ငန်းရှိတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့အခန်းဟိုးဘက်ထောင်းနေရအခန်းတုံတုံလဲလူမလာအောင်အတွဲလေးဆိုရေးစေဘူး wait what အလုပ်စကားပြောဖို့အေးအေးဆေးဆေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီမှာ meeting ထိုင်ကြလို့ပဲဖြစ်ဖြစ်ဒီမှာနေရာတွေမျိုးမျိုးရှိရပေါ့နော်ကျွန်တော်ကြိုက်တဲ့ vibe ကကြတော့ဒီငါးကန်ဘေးနားလေးမှာထိုင်ရတာငါးလေးကြီးကြည့်ငါးလေးကြီးကြည့်ရတာသဘောကျကျွန်တော်ကငါးလေးချစ်တော်လေအဲ့တော့ငါးလေးကြီးကိုကြည့်ရတာကြိုက်တဲ့အတွက်ငါးတွေကိုနောက်ကျောခိုင်းပြီးတော့နောက်ကျောခိုင်းပြီးတော့မကြည့်ဘူးပေါ့နော်ဒီမှာဒီကန်လေးပေါ့နော်အဲ့ကန်လေးကြီးဘေးမှာထိုင်ရတာကိုကြိုက်တာကျွန်တော် feeling ပေါ့နော်ဒါကတော့ feeling လေးတစ်ခုရပါတယ်ရန်ချက်လေးကိုကိုးနာနေလား လေးကရမ်းအေးနေပြီ။အေးခုနကစမ်းတယ်ခေါ်ရညရမ်းကောင်းလား။ဒီမှာတက်ပြီးတော့ဟောတူတယ်။နောက်စားပါလား။စောင်း။မော်လေး။ရှိတော့ညာနေတော့။တက်ဆက်တက်လို့လား။ဟုတ်တယ်။ကောင်းတယ်နော်။ကြောင်းရည်ကြီးလာကြောင်းရည်ဒါလေးကတော့ night view လေးဖြစ်သွားပြီပေါ့နော်မီးလေးထွန်းလိုက်တဲ့ချိန်မှာတော့ဒီချိန်လေးကိုရမ်းသဘောကျပါတယ်အနောက်မီးတော့လာသလား

ပုံမှန်လေးမှာကိုယ်နဲ့ဆောင်နေတော့ရတယ်နော်။ဒီနေရာလေးက coffee ခက်ခါဆိုရဲနေရာလေးပေါ့နော်ဒီနားလေးမှာရိုင်းလဲလှတယ်ပြီးတော့အထဲမှာကျွန်တော်ကပြရတဲ့အတွင်းခန်းလေးရှိတယ်ကျောက်ဒီဆိုင်နဲ့ဝင်သွားတဲ့ခါကြလို့ရှိရင်ဘားနေရာလေးရှိရပေါ့နော်အဲ့ဘားနေရာလေးမှာဆိုလို့ရှိရင်လည်းနောက်နှစ်လလောက်နေလို့ရှိရင် mocktail တို့ cocktail တို့လည်းရောင်းပေးဖို့ရှိပါတယ်ကဲအဲ့တော့ ကျွန်တော်စားလေးစားပြီးသွားပြီဒီဆိုင်ဒီဆိုင်တော့မှရှိရတဲ့နေရာကြီးအားလုံးလည်းရပြပြီးပြီဆိုတော့ဒီမန္တလေးမှာရှိရတဲ့သူတွေရောဒါမှမဟုတ်ရန်ကုန်ကလာပြီးရောမန္တလေးမှာလာပြီးဖမ်းဖြည့်တဲ့လူအားယူတဲ့လူတွေကောအားလုံးဒီမှာလာပြီးတော့ဓပုံလာတာလေးရိုင်းရင်းနဲ့စိတ်အေးအေးညံညံလေး coffee တောက်မုတ်စားလို့ရတယ်မိသားစုကြီးချေလို့ရပါတယ်ပြီးတော့အတွဲကြီးလည်း လာချီလို့ရပါတယ်ပြီးတော့အေးစစေးလေးလာခြင်းတဲ့တွေဆိုလို့ရှိရင်တော့ကာဆောင်းနှင်းလေးလည်းဖြစ်တဲ့ခါကျတော့ဒီ၄နိုင်၄နိုင်ခွဲလောက်လာရဆိုလို့ရှိရင်အဲ့ချိန်ကအရန်ကိုနေလို့ကောင်းတဲ့ချိန်လေးဖြစ်သွားပြီပေါ့နော်ဒါဆိုခု Toro ဆိုလို့ရှိရင်ဒါ၆နိုင်ထိုးတော့မယ်ချိန်လေးခုန Toro ရောက်တာဆို၄နိုင်ခွဲပေါ့နော်၄နိုင်ခွဲလေးလူမျိုးချိန်လေးဆိုသူကတဖြည်းဖြည်းလေးနဲ့မိုးဆုပ်သွားတဲ့ခါကျတော့ဒီမှာမီလုံးလေးထုံပေးရဆိုတော့အဲ့လိုမျိုးမီလုံးလေးနဲ့ချိန်လို့ရှိရင်ဒီချိန်လေး Toro လာတဲ့ချိန်လေးကိုလာပေါ့နော်အဲ့ဒါဆိုအေးစစေးလေးနဲ့ အေးလို့လို့ထိုင်လို့ရရပါတော့ဒီချင်းမိုင်လို့ပါတော့ဘက်ကကော်ဖီဆိုင်လေးနဲ့သွားတူရပါတော့အဲ့လိုပုံစံလေးပဲဒီ vibe လေးကိုဒီမိုင်လေးလို့မျိုးနေရာမျိုးမှာလာလုပ်ပေးထားတာဒါ design ပဲရှိသေးရပါတော့ကျွန်တော်ရောက်ခူရဆိုလို့ရှိရင်ဒီမှာကျအေးစစ်စစ်တတရရလေးနဲ့ကောင်းကောင်း chill လို့ရမယ့်နေရာလေးကိုရှာနေရဆိုရင်ဒီနေရာကျကျရှိရ vintage တူကိုလာခဲ့ဦးဖိတ်ခေါ်ပါတယ်โอเคအားလုံးတတာတတာ